။ပေါင်မြွနဲ့ကျုံဟော်ကျေးရွာအနီးမှာရှိတဲ့ရင်းငိန်ချောင်းအတွင်တည်ရှိတဲ့ရင်းငိန်ရေထိန်တကရဲ့ရေဝင်ရေထွက်ပေါက်တွေကိုပြန်လည်ပြုပြင်ခဲ့ပြီးတဲနှုံအနေနှစ်တွေတူးဖော်ဖယ်ရှားခဲ့ပြီးတဲ့နောက်ရေစီးအားပြန်လည်ကောင်းမွန်သွားတဲ့အတွက်ရေကြီးနှမြုပ်နေတဲ့လေယာဉ်တွေမှာရေပြန်လည်ကျဆင်းသွားတယ်လို့သိရပါတယ်။အစောမှာရင်းငိန်ချောင်းကိုပြီးခဲ့တဲ့မလကလေးက6ရက်တက်လျှောက်တဲနှုံအနေနှစ်တွေရှင်းလင်းတာကိုလှုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့အနက်စဲပြီးအကျေပေ80တူးဖော်ထားတဲ့အပြင်6ရက်တက်လျှောက် ပေရှက်တောင်းရှိတဲ့ area ကိုစီမံချက်နဲ့လှုပ်ဆောင်နေတာဖြစ်ကြောင်းတထုံခရိုင်စေမြောင်းဌာနနဲ့နှိစက်သူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးလေရီရေကြီးနှိမ့်မြုပ်ရတာကပြီးခဲ့တဲ့မေလတလလုံးနဲ့ဇွန်လ16ရက်နေ့အထိကိုအရင်နှစ်တွေကမိုးရီချိန်29.8ကမ္မလောက်ပဲရွာသွန်းခဲ့ပေမဲ့အခုနှစ်မှာတော့မိုးရီချိန်43.8ကမ္မအထိရှိခဲ့ပါရယ်အဲ့ဒီအပြင်ချောင်းမြောင်းတွေရေဆွဲရမကောင်းတဲ့အတွက် လေကွင်းတွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့တာပါလို့ပြောပါရယ်အတဲ6ပေအနက်16ပေရှိတဲ့ရေဝင်ရေထွက်ပေါက်40ရှိတဲ့ရင်းညင်ရေထိန်တကဟာအခုအခါအပြေးအဝလုံးလုံးနေပြီဖြစ်ကြောင်းနဲ့ရှင်နှင်းမြုပ်နေတဲ့လေကွင်းတွေလည်းပြန်လည်ပေါ်လာပြီဖြစ်တယ်လို့သိရကြောင်း၎င်းကဆိုပါရယ်ဇွန်18ရက်မနက်ပိုင်းက အဆိုပါရင်းငြိမ်ရေးထိန်တကားမှာပေးဆိုနေတဲ့သဲနှုံအနေနဲ့တွေကိုသက်ဆိုင်ရာဆေးမြောင်းဌာနကဗဟိုးနဲ့ဖေရှားရှင်းလင်းမှုတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်ရေထိန်တကားမှာရှိတဲ့ရေဝင်ရေထွက်ပေါက်40လုံးပြန်လည်အသုံးပြုသွားနိုင်တဲ့အတွက်ရေကြီးနှမြုပ်နေတဲ့လေယာဉ်တွေမှာရေတွေပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်းဒေသခံတောင်သူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးလေတွေကတော့ကသင်းရိုးတွေပြန်ပေါ်သွားပြီးဒါပေမဲ့ရပောင်း20ကျော်လောက်လေကွင်းတွေရေနှမြုပ်နေတော့ပြိုးထောင်ထားတဲ့မိုးစွားတွေအကုန်ပျက်စီးသွားပြီး အဲ့ဒီအပြင်ကိုဓာတ်မြေဩဇာတွေနဲ့ခရူးသက်ဆေးတွေလည်းအကုန်ရေနဲ့မျောကုန်တယ်လို့ပြောပါရယ်။ရှင်းငိန်ရေတကအပြင်ဘက်မှာသဲနှုံအနေနှစ်တွေပိတ်ဆို့နေပြီးရေထိန်းတကဖွင့်မရတဲ့အတွက်ကြောင့်ပြီးခဲ့တဲ့မေလနောက်ဆုံးပတ်ကစတင်ကမိုးရွာသွန်းချိန်မှာချောင်းရီတွေရှမ်းပြီးမိုးစမားတွေပြိုထောင်ထားတဲ့ပေါင်မြို့နယ်အတွင်းမှာရှိတဲ့လင်းမြေအေကသက်တောင်းကျော်ရေမြုပ်ပျက်စီးခဲ့တယ်လို့အဆိုပါတောင်သူကဆိုပါရယ်။ ။ဒါ့အပြင်မိုးစဝါကိုအချိန်မီမစိုက်ပြိုးနိုင်တဲ့အတွက်အထွက်နှုံးကျဆင်းနိုင်တာ။ထပ်မံစိုက်ပြိုးမဲ့စဘာကြီးရင်လာမကလည်းခရုကိုက်မဲ့အန္တရာယ်နဲ့ကြုံတွေ့နိုင်တာအပြင်စစ်ပိုးကြားရောက်မဲ့အန္တရာယ်နဲ့လည်းကြုံတွေ့နိုင်ကြောင်းတောင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။အခုနှစ်မိုးစဘာစိုက်ပျိုးတဲ့ရာသီမှာလည်းတောင်သူတွေအနေနဲ့အရင်နှစ်တွေလိုမျိုးအလုံသမားရှားပေါမှုပြဿနာတွေကြုံတွေ့ရတဲ့အပြင်လဝါကကိုလည်းအရင်နှစ်တွေထက်နှစ်ဆကန့်ပိုပေးရတဲ့အပြင်ဓာမြေဩဇာလိုမျိုးသွင်းအားစုတွေဈေးနှုန်းမြင့်တက်တာနဲ့အတူနေမြေဒေသ တည်ငြိမ်အေးချမ်းမှုနဲ့လုံခြုံမှုအားနည်းတာတွေကြောင့်ပေါင်မြို့နယ်အတွင်းမိုးစမဆိုင်ပြိုးသူရောနေနိုင်ကြောင်းလည်းဒေသခံတောင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။